အာဆင်နယ်တိုက်စစ်မှုယူဂိုရက်စ်ကတော့ဥရောပရဲ့ဂိုးတွင်းအများဆုံးကစားသမားဖြစ်ခဲ့ပြီးတော့မှဆူလဲယူခဲ့ပြီးပါပဲ။ဒါပေမဲ့ပရီးမီးယားလိရောက်လာချိန်မှာတော့ကျွန်တော်တို့ပရီးမီးယားလိမှာတကယ်ဆရာကြီးဖြစ်နေတဲ့ဟာလန်ကိုတော့ရှင်လို့မရသေးပါဘူး။ဟာလန်ကတော့မွန်ကနေပြီးတော့မန်စီးတီးကိုရောက်လာတဲ့ချိန်ပထမဆုံးရာသီပွဲစဉ်6အထိမှာတော့မှာတော့သူ့ရဲ့သွန်းကောက17ထိရှိနေခဲ့ပြီဖြစ်ပါတယ်ဆိုတော့6ပွဲကစားပြီးတော့17ထိဒါသူ့ရဲ့ပွဲဥထက်ရာသီမှာတင် ဟာလန်ကလှုပ်ဆောင်ခဲ့ပါတယ်။ဆိုတော့ဒီရာတီမှာလည်းဟာလန်ကလက်ရှိချိန်မှာတော့ကိုတွင်းဒါ၁၆ထိနဲ့အများဆုံးကစားသမားကိုတွင်းအများဆုံးကစားသမားဖြစ်နေစေဖြစ်ပါတယ်။ကျွန်တော်ရဲ့တိုက်စစ်မှုကတော့အခြေအနေမဟာနဲ့အနေထားမှာရှိပါတယ်။ဒါပေမဲ့ယိုဂိုရက်စ်အနေနဲ့ကတော့ဟာလန်နဲ့ပြိုင်ဖို့ရောက်လာတာမဟုတ်တလို့အာဆင်နယ်ကိုအကျိုးပြုဖို့ရောက်လာတာဖြစ်ပါတယ်။လက်ရှိမှာတိုက်စစ်မှာအာဆင်နယ်ရဲ့တိုက်စစ်မှာယိုဂိုရက်စ်ရှိနေခြင်းအဖြစ်အာဆင်နယ်ဟာကိုယ့်ရဲ့ ဒါအတင်းပေါ်တွေအတွက်ဂိုးတွင်းခွင့်တွေအများကြီးရခဲ့တယ်လို့အာဆင်နယ်ကလည်းနိုင်ပွဲတွေဆက်ခဲ့ပါတယ်ဆိုတော့ယူဂိုရက်စ်ကိုအပြစ်ပြောလို့မရအောင်ဒါပြန်ကျွန်တော်ယုံကြည်ပါတယ်ပွဲစဉ်30ကျော်သွားပြီးချိန်မှာတော့ယူဂိုရက်စ်ရဲ့ဂိုးတွေကတတိုင်းတိုင်းလာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လက်ရှိမှာတော့ယူဂိုရက်စ်ကအတင်းဖော်ရီနဲ့တို့လောက်ကောင်းဒါကစားကွက်အောက်မှာတို့လောက်ကောင်းအထိုင်ချနေတဲ့ချင်းဖြစ်ပါတယ်တဖြည်းဖြည်းနဲ့အာဆင်နယ်မှာသူ့ရဲ့တွင်းဂိုးတွေကတောက်လျှောက်မြင်လာရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပြီးတော့သူ့အနေနဲ့ပရီးမီယာလိဂ်ကိုလည်း ပရီးမီးယားလိအသင်းအနေနဲ့တော့အများကြီးမကစားခဲ့ရတဲ့အခြေအနေမျိုးရှိတယ်လို့ပရီးမီးယားလိရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့အထိုင်ချနေတယ်လို့လည်းကျွန်တော်ကယုံကြည်နေပါတယ်ဆိုတော့မကြောက်ခင်မှာတော့ယိုကူရက်စီရဲ့ကိုယ်တွေပြန်မြင်ရဖို့ရှိပါတယ်ဆိုတော့လက်ရှိအခြေအနေမှာတော့ယိုကူရက်စနေနဲ့ပေါ်တူဂီလိမှာဆရာတဆူဖြစ်ခဲ့ပေမဲ့ပရီးမီးယားလိမှာဆရာကြီးဖြစ်နေတဲ့ဟာလန်ကိုတော့ကြော်လို့မရသေးပါဘူးဟာလန်ရဲ့အတွင်းကိုယ်တွေကတော်တော်လေးကိုလည်းဟာလန်ကကိုယ်သွင်းမှုဆူဖြစ်နေတာပါ ဆိုတော့ပြီးခဲ့တဲ့ပွဲမှာဆိုရင်တော့ကိုအေရီယာထဲမှာဘောလုံးကိုနှစ်ကြိမ်ပဲထိခဲ့ရပါလေအဲ့ဒီနှစ်ကြိမ်စလုံးကိုဟာလန်ကဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တယ်ဆိုတော့ဟာလန်ကဟာလန်ရဲ့ဒါအာတာချက်ကိုတော့ယူဂိုရက်စနေနဲ့လိုက်မမိနိုင်ပါဘူးဒါပေမဲ့ယူဂိုရက်ရှိချင်းအဖြစ်အာဆင်နယ်ဟာအများကြီးနိုင်ပွဲတွေတောက်လျှောက်ရနေတာကိုတော့ကျွန်တော်ညင်းပယ်လို့မရပါဘူးဆိုတော့အာဆင်နယ်ဘရိတ်တက်တင်နေနဲ့လည်း ပေါ်ရဲ့တိုက်စစ်မှုပေါ်မှာယုံယုံကြည်ကြည်နဲ့ဆက်ပြီးအားပေးဖို့ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ယိုဂိုရက်ပေါ်မှာယုံကြည်မှုထားနေစေပဲဖြစ်ပါတယ်အသက်အရွယ်အားဖြင့်အကောင်ဆုံးအရွယ်လည်းဖြစ်လာသလိုဒါသူ့ရဲ့ကစားခဲ့တဲ့အတွေ့အကြုံတွေအားဖြင့်လည်းအာဆင်နယ်ကလပ်အသင်းကိုအောင်မြင်မှုတွေရအောင်ပံ့ပိုးပေးနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဆိုတော့နောက်ထပ်ပွဲစဉ်တွေမှာတော့ကျွန်တော်တိုက်စစ်မှုယူကိုရက်ရှိရဲ့အတွင်းကိုတွေပြန်ပြီးမြင်ရ လာမယ်ဆိုတော့ကိုယုံကြည်တယ်ဆိုတော့အကြောင်းပြောချင်နေကိုချုပ်ပါတယ်နောက်ထပ်အာဆင်နယ်နဲ့ပတ်သက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်